အိမ်သေးသေးလေးမှာနေရာတိုင်းကိုအကျိုးရှိရှိအသုံးချနိုင်မဲ့စမကြတဲ့အေကန်အလတ်စင်နီရွရွပနပ်ပြီးတော့အပြင်နဲ့ဇန်ကြီးသုံးမျိုးကိုပဲအေကန်နဲ့မှထားတာကနေရာချင်းသွားစီပြီးတူလောင်မှုလည်းမလုံလောက်ပါဘူးအဲ့ဒီအစားအစစ်မြစ်စမကြတဲ့ဒီဇိုင်းကိုစမ်းကြည့်ပါနံပါတ်၁ပနပ်ပြီးတော့ multi functional unit အဖြစ်အစစ်မြစ်မှာအောက်ခြေမှာခြေတော်မြစ်ထားတဲ့အစစ်တူဒရိုင်ဘာ troke drive ထဲပါဒီအိမ်သောပနပ်တွေကိုကိုင်းပြီးစားစားမလိုပါဘူး အပေါ်ဘက်မှာခဏခဏမတုံးတဲ့ပစ္စည်းဥပမာခီးဆောင်အိတ်ရန်တိစာပနတ်ထားပါအောက်ဘက်မှာတန်ရှင်းရေးပစ္စည်းမိုးကအင်ကြီးခီးဆောင်လက်ဆက်အိတ်တွေထားပါအဖြစ်ပဆုံးကစောင်းစင်နဲ့အလဆင်ပစ္စည်းအတွက်နေရာလွတ်ထားပါနံပါတ်2ရိုးရိုးစူပါမဝဲဝဲ race profound ဆောက်ပါကျန်းပြင်မှာအနေအမြင့်လွတ်ထားတဲ့ profound တစ်ခုဆောက်ပါအပေါ်မှာဖပတ်ကုံသုံးဖို့ကက်ရှင်တွေချပါအင်သားတွေအတရွေအတွက်တက်တောက်တတာရှိပါမယ်။အောက်မှာကြီးမားတဲ့ဒရိုက်ဘာလေးထည့်ပြီးမဟုတ်ဘူးဖြောရည် ၊နေ့စဉ်သောပစ္စည်းတွေတင်းမှန်၊နံပါတ်၃ဘားကောင်တာနဲ့ပေါင်းဆက်ပါ။ထိုင်ကိုအေရိယာကိုဘားကောင်တာတစ်ခုနဲ့ဆက်လုပ်ပါ။ကော်ပီတောင်းရင်လက်ကမ်းအလုံးလုံးလို့ရပါတယ်။ဒီဇိုင်းကတူလောင်မှုအလုံးအနားယူမှုသုံးမျိုးလုံးအတွက်တင်တော်ပြီးအင်တတီလေးမှာနေရာအကျိုးရှိစွာအသုံးပြုနိုင်မယ်။ဒီလိုမျိုးစမတ်ကြတဲ့အေကန်ဒီဇိုင်းကသင့်အင်ကိုကျယ်ဝန်းသလိုခံစားရစေမှာပါ။